ဒီနေ့ဗီဒီယိုလေးမှာတော့ promise filter တွေကိုဘယ်လိုသုံးရမလဲဘယ်ချိန်မှာသုံးရမလဲ promise filter ဆိုတာကတော့ကျွန်တော်တို့က light diffusion filter အမျိုးအစားဖြစ်ပါတယ် highlight နဲ့ shadow ကို contrast လေးတွေချပြီးတော့ glow ဖြစ်အောင်လုပ်ပြီးတဲ့ effect လေးပဲဖြစ်ပါတယ် lighting ကို diffuse လုပ်လိုက်တဲ့သဘောပေါ့နော်အဲ့အတွက်ကြောင့်မို့ကျွန်တော်က dreamy look လေးရတာပဲဖြစ်တယ်ဆိုတော့ဒီ filter တစ်ချက်ကဝယ်မယ်ဆိုရင်ငါးသိန်းလောက်ကြမယ်ဒီဗီဒီယိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ငါးသိန်းမကုန်တော့ဘူးတက်တာဝမယ်ပေါ့နော်အဓိကသူ့ရဲ့လှုပ်ဆောင်ချက်ကတော့ light တွေကို diffuse လုပ်တာပေါ့နော်အများသောအားဖြင့်ကျွန်တော်ဒီလိုနောက်မှာ backlit ဖြစ်နေမယ်အထဲမှာ ဒီ practical light လို့ခေါ်တဲ့အဆင်းဆင်းမှာပါနေတဲ့မီးလုံးလေးတွေရှိနေမယ်မီးသီးလေးတွေရှိနေမယ်ဆိုလို့ရှိရင် promise filter black mist filter လေးကို သုံးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ cinematic ဖြစ်တဲ့ပို့ပြီးတော့ soft ဖြစ်တဲ့ dreamy effect လေးကိုရတယ်ဆိုတော့ဒီ filter တွေကသုံးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့က step တွေနဲ့သုံးလို့ရတယ်ဥမာ1 2 1 4 1 8 1 16ဆိုပြီးတော့သုံးလို့ရဒါက filter ရဲ့ intensity ပေါ့နော်ပြင်အားလေးပေါ့နော် original filter တွေကိုဝယ်သုံးမယ်ဆိုရင်တော့ ပြင်းအားအလိုက်ကိုကချိန်ပြီးတော့သုံးလို့ရမှာပဲဖြစ်တယ်ဒါကတော့ဖီတာတွေဝယ်သုံးမယ်ဆိုလို့ရှိရင်အဓိကအားသာတဲ့အချက်ပေါ့ filter အမျိုးအစားတွေကတော့အများကြီးပဲရှိရယ်နာမည်အနေနဲ့ပြောမယ်ဆိုလို့ရှိရင် black mix ရှိရယ် white mix ရှိရယ် gold mix ရှိတယ်သဘောတရားတွေအကုန်လုံးကတော့အတူတူပဲအဓိကတော့ black mix ဆိုလို့ရှိရင် ကျွန်တော်တို့ shadow area အမဲဟာလေးတွေကိုနည်းနည်းလေးပို့ပြီးတော့ diffuse လုပ်ရတဲ့ဆိုတဲ့သဘောမျိုး white mix ကတော့သူ့ရဲ့စန့်ကျင်ဘက်ပေါ့အဖြူပေါ့ highlight လေးဖြစ်နေတယ် line လေးတွေကိုသူက diffuse လုပ်ရတဲ့ဟာပေါ့နေရောင်တို့မီးလုံးအဝါရောင်တို့အဲ့လို glow ဖြစ်တဲ့ light လေးတွေအကုန်လုံးကျွန်တော်တို့က gold mix နဲ့တုံးတာအခြေခံအားဖြင့်ကတော့ဒီ၃မျိုးပဲတုံးကြတယ် snow mix တို့ glow mix တို့ တော့ glimmer ဆိုပြီးတော့တက်တက်ထွက်သေးရယ်ဒါကလည်းသဘောတရားအတူတူပါပဲထုတ်တဲ့ကုမ္ပဏီနဲ့ effect ပုံမူတည်ပြီးတော့ကျွန်တော်နည်းနည်းပါးပါးကွဲပြားခြားနားသွားတာလေးရှိရယ်ဗီဒီယိုရိုက်တဲ့အခါပဲဖြစ်ဖြစ်ဓာတ်ပုံရိုက်တဲ့အခါပဲဖြစ်ဖြစ် dreamy look လေးတွေလိုချင်တယ်ဒီလိုနောက်မှာဒီ christmas light လိုပဲဖြစ်ဖြစ် youtube video ရိုက်လို့အနောက်မှာပါတဲ့ table lamp လေးတွေကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ glow ဖြစ်ချင်တယ် mist ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီ mist fader လေးကိုသုံးပြီးတော့ဒီလို effect လေးကိုရနိုင်ပါတယ်အဓိကကတော့ကျွန်တော်တို့ဒီ youtuber တွေတော်တော်များများသုံးကြတယ်ဒီဂျစ်တယ်ကင်မရာနဲ့ရိုက်တဲ့အခါကျတော့ digital look လို့ ပြောကြတယ်ပေါ့နော် digital look ဆိုတာကျွန်တော် sharpness ကြီးအရင်ကောင်းမယ် skin တွေတက်ရှာတွေကတင်းပြီးထွက်နေရဆိုတဲ့အခါမျိုးကြတော့ကျွန်တော်တို့က natural ဖြစ်တယ်လို့မခံစားဘူးပေါ့နော် sharpness ကိုဟို short တာမျိုးလည်းမဟုတ်ဘူး reduce ဖြစ်သွားအောင် soft ဖြစ်သွားအောင် diffusion light diffusion filter လေးကိုသုံးတာပေါ့နော်ဒီ filter တွေကိုဘယ်ချိန်မှာသုံးတင်တယ်ဆိုတဲ့အချက်၃ချက်ကိုတော့ sharing လုပ်ပေးခြင်းနဲ့ number 1ကတော့ကျွန်တော်အခုမြင်နေရတဲ့အတိုင်းပဲကျွန်တော်နောက်မှာဒီ practical light လို့ခေါ်တဲ့မီးလုံးမိတ်တုံမိတ်တုံလေးရှိမယ်ဒါမှမဟုတ်လို့ရှိရင်ဒီလို flashlight လေးရှိမယ်ဆိုတဲ့အခါမျိုးကြလို့ရှိရင်ကျွန်တော်တို့ကသုံးမယ်ဆိုရင်ဒီ filter လေးကိုသုံးမယ်ဆိုရင်ကျွန်တော် glow ဖြစ်သွားမှာပဲဖြစ်တယ်နောက်တစ်ခုကတော့ backlit saturation ပေါ့နော်ကိုရိုက်နေတဲ့ subject ကိုနောက်ကနေ lighting ထိုးရဆိုလို့ရှိရင်ကျွန်တော်တို့နောက်မှာ rim light လေးဖြစ်မယ်ဒါမှမဟုတ်နည်းနည်းလှည့်လိုက်လို့ရှိရင်ကျွန်တော် side light လေးဖြစ်သွားပြီဆိုရင်ညာရင် shadow နဲ့ highlight contrast လေးကစားသွားတယ်ခြားနားသွားတယ်ဆိုတဲ့အခြေမျိုးပေါ့နော်ဆိုလူနဲ့အလို spray ဖြစ်တယ်ဆိုတဲ့အခြေမျိုးမှာကျွန်တော်တို့ကဒီ filter လေးကိုသုံးမယ်ဆိုလို့ရှိရင်လည်းဒီ edge လေးဒီမှာဒီ screen လေးဒီမှာ glow ဖြစ်ပြီးတော့ diffuse ဖြစ်ပြီးတော့လှတဲ့ effect လေးဒီ dreamy look လေးလေးကိုလည်းရနိုင်ပါတယ်အလင်းပြန်နေတဲ့အရာဝတ္ထုတွေ reflection ဖြစ်တဲ့အချိန်မှာပြောင်ပြောင်လေးဖြစ်နေတဲ့အချိန်မျိုးလေးတွေမှာကျွန်တော်တို့ဒီ filter လေးတွေသုံးမယ်ဆိုရင် reflect ဖြစ်တဲ့ဟာလေးတွေက glow ဖြစ်သွားမှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကအားဖြင့်တော့ဒီ filter တွေကိုကျွန်တော်တို့ဒီလိုအခြေအနေမျိုးတွေမှာအသုံးတယ်ဒီလိုအခြေအနေမျိုးမရှိဘူးဆိုရင်အခုကျွန်တော်ရိုက်ထားသလို အခြေအနေကိုမဖြစ်ဖြစ်အောင်မီးလေးထည့်ပြီးတော့ဖန်တီးထားလို့ရတယ်။ဒါကတော့ mist radar ကိုသုံးသိတဲ့အခြေအနေပါပဲ။ mist radar ကို DIY လုပ်တဲ့အချိန်မှာကျွန်တော်တို့အဓိက spray နဲ့လုပ်ပြရအောင်နော်။ spray တော့မှ hair spray ပေါ့။ hair spray တွေကကော်လေးနဲ့ကျွန်တော်ကလုပ်ပြရတယ်။တကယ်လို့များကိုကဒီ effect ကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမျက်နှာထွက်တဲ့အစီပေါ့နော်။ဒီအစီလေးကိုတုပ်ပြီးတော့အသုံးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့သုံးလို့ရတယ်။ဒါမှမဟုတ်လို့ရှိရင် vaseline ကိုတုပ်ပြီးတော့ရိုက်မယ်ဆိုရင်လည်းရတယ်။ဒါကလက်နဲ့တုပ်ရတာ၊မှွေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ fuse ကအလဲကောင်ချန်ထားပြီးတော့ ေးပက်ပက်လေးကိုပို့ပြီးတော့တုတ်တဲ့ဟာမျိုးလေးတွေရှိတယ်ဒီ effect ကတော့ဘယ်လိုလိုချင်လဲပေါ့မူတည်ပြီးတော့ဆန်းတက်လို့ရတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့က weapon paper ပေါ့တတိယခွဲပြီးသွားပြီဆိုလို့ရှိရင် plastic အကြည်လေးနဲ့အပေါ်ကအုပ်လေးအုပ်ထားရှိရဲဒီအဲ့ plastic အကြည်လေးကိုမှန်မရှိတဲ့ filter ထိတ်မှဆွတ်ပြီးတော့ fat အနေနဲ့သုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရတယ်နောက်ဆုံးတစ်ခုကတော့ ိုးအိမ်နှုံးတွေကကျွန်တော်တို့လည်းသုံးဘူးတယ်ဒါကပါလဲဆိုတော့ခြေအိတ်တို့ stocking လို့ပေါ့နော်အထူးသဖြင့်အမျိုးသမီးသုံးတဲ့ stocking အပပလေးတွေပေါ့နော်အဲ့လိုအပားလေးတွေကိုမှကျွန်တော်အမဲရှိရဲ့အဖြူရှိရဲ့အသားရောင်လေးရှိရဲ့ stocking ကိုကျွန်တော်တို့မှန်ဘလူးထိပ်မှာတင်းအောင်ဆွဲပြီးတော့တေးပင်းနဲ့ပတ်ပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးအဖက်လေးတွေကရနိုင်ပါတယ်ဒီ mix fader လေးကိုဝင်မယ်ဆိုလို့ရှိရင်ဒေါ်လာ100ကျော်ပေးရဖြစ်တော့ကြောင့်မို့အခုငွေဈေးနဲ့ပေါက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်9သိန်းပတ်ချာလေးလောက်တော့ရှိတယ်အမျိုးအစားကောင်းရင်ကောင်းသလိုဈေးကကြီးတယ် တချို့ဈေးသက်သာတဲ့ဒစိမ့်တွေလည်းရှိတယ်တကယ်လို့မှ DIY လုပ်မယ်ဆိုရင်ကျွန်တော်တို့ကတော့ဈေးပေါ်တဲ့ filter လေးနဲ့ဆန်းသုံးနေခြင်းနဲ့လုတ်တက်သွားပြီကျွမ်းကျင်သွားပြီဆိုတဲ့အချိန်မျိုးကြလို့ရှိရင်တော့ကိုယ့်ရဲ့ဈေးကြီးရဲ့ filter ပေါ်မှာဒီလိုမျိုးဖြန်းမယ်ဆိုလို့ရှိရင်လည်းဖြန်းပြီးသုံးလို့ရတယ်အကောင်းဆုံးကတော့ original filter ချက်တွေကိုဝယ်ပြီးသုံးနိုင်မယ်ဆိုရင်တော့အကောင်းဆုံးလည်းသူ့ရဲ့ string ပေါ့နော်အားကိုအတိုးလျှော့လုပ်လို့ရတယ် power ကို number တွေနဲ့ရောင်းပြီးထားဖြစ်တော့ကြောင့်မို့ကျွန်တော်တို့ကလူရင်လူသလိုအတိုးလျှော့လုပ်ပြီးတော့ချိန်ရိုက်လို့ရဖြစ်တော့ကြောင့်မို့လို့ ဒါကတော့ပို့ပြီးတော့အားသာတယ်ဒါပေမဲ့ filter တစ်ချက်ကို9သိန်းဆိုရင်ကျွန်တော်တို့အားကို၄သိန်းဝင်မယ်ဆိုရင်ကျွန်တော်တို့သိန်း20ကုန်သွားမယ်ဆိုပေါ်ရှိရပါတော့အနည်းများတော့ကြိုက်ပေါ်မူတည်ပြီးတော့ချိန်ပြီးသုံးမယ်ဆိုရင်တော့သုံးလို့ရပါတယ်တကယ်လို့များကိုက mix filter ကို DIY လုပ်ပြီးသုံးနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အခုပြောပြမယ့်နည်းလေးကိုလုပ်ပြီးတော့သုံးလို့ရပါတယ်အရင်ဆုံးဘာတွေလိုအပ်မလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ hair spray တပူးလိုမယ်ပြီးတဲ့ခါကျတော့ filter တစ်ချက်လိုမယ်ဒီ hair spray ကတော့ကျွန်တော်တို့အရက်ပြန်ဒါမှမဟုတ်ရေဆက်ပြန်နဲ့ပြန်ပြီးတော့ဆေးမယ်ဆိုရင်ဆေးလို့ရတယ်ဆိုတော့ဒါလိုက်ပြန်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က မြားရောအမှုံလေးကစပရေးလေးဖြန်းလိုက်တယ်ပြီးွားပြီဆိုရင်ချိန်ကြလို့ရှိရင်ကျွန်တော်လေထဲမှာလိုက်ပြီးတော့ဒါလေးဖြန်းလိုက်လို့ရှိရင်အမှုံမွှားလေးကြီးမွှားလေးတွေကဒီမှာကတ်သွားတယ်ဆိုတော့ဒီမှာသတိထားရမယ့်အချက်ကတော့ကျွန်တော်ဖီတာကဒီအရစ်ပါတဲ့ဘက်ချမ်းကိုကျွန်တော်တို့ကလှုပ်စေခြင်းတယ်ဘာလို့လဲဆိုတော့အရစ်ကအထဲဝင်သွားမှာတကယ်လို့များဖီတာမှာအမိုက်တွေပါရှိလို့ကျွန်တော်တို့ကတုတ်မယ်ဆိုရင်ချိန်ကြလို့ရှိရင်ကိုကဒီဆေးဖြန်းထားတဲ့ဟာကအပြင်ချမ်းဆိုလို့ရှိရင်ဒါကခဏလေးနဲ့ပြန်ပြတ်သွားနိုင်တယ်အတွင်းချမ်းကိုစပရေးဖြန်းထားမယ်ဆိုလို့ရှိရင်အပြင်ကပေွားလို့တုတ်တယ်ဆိုလို့ရှိရင်တော့မှကျွန်တော်အထဲကိုမထိနိုင်ဘူး။ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်နမူနာလုပ်ပြမယ် ဒါ right မဖြန်းမှုအရေးကြီးတယ်ပြီးတဲ့ခါကျတော့အဲဒီ spray တွေကမျိုးလုံးနဲ့ဝင်ရင်လည်းဆက်မှာတော့အခုမျိုးလုံးနဲ့မဝင်အောင်လည်းကူးဆက်ရမယ်ပြီးတဲ့ခါကျတော့ဒါလေးကိုကွက်ကြည့်ပြီးတော့အမှုံမှားလေးတွေကိုဖမ်းရမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်အလင်းရှိတဲ့ဘက်ကိုကျွန်တော်တို့ကြည့်ပြီးတော့ spray လေးကိုခေါင်းလေးကိုအပေါ်တို့လိုလေးဖြန်းလိုက်ပြီးသွားဆိုလို့ရှိရင်အနေထားကို test လုပ်ကြည့်ပါတော့ဆိုတော့အရင်အများကြီးလဲ ဖြစ်သွားမယ်ပေါ့နော်ဒီ filter လေးကိုကြည့်လိုက်မယ်ဆိုလို့ရှင်ကျွန်တော်အမှုံလေးရှိရဲဆိုတော့သူ့ရဲ့ result ကဘယ်လိုရှိမလဲဆိုတဲ့ဟာကိုကျွန်တော်ပြပေးမယ်ဒါက filter မပါတဲ့ရုပ်ဖြစ်ပါတယ် filter ကိုမသုံးထားဘူးဆိုရင်ကျွန်တော်ဒီရုပ်အဲဒီ color look လေးအတိုင်းမရမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ fader တက်ထားရုပ်ဖြစ်ပါတယ်ကျွန်တော်အနီးကတေချာလေးကြည့်မယ်ဆိုလို့ရှိရင်ဒီနောက်မှာရှိနေတဲ့ lighting တွေကနည်းနည်းလေး glow ဖြစ်သွားတာကိုတွေ့ရမယ် before and after လေးကိုရှင်းကြည့်မယ်ဆိုရင်ကြည့်လို့ရပါတယ်ဆိုတော့အနည်းမြောက်ကိုပါကို adjust လုပ်လို့ရပါတယ် တကယ်လို့နဲတယ်ထင်လို့ရှိရင်ကျွန်တော်တို့ spray ကိုထပ်ပြန်လို့ရတယ်အရင်များသွားပြီဆိုတဲ့အချိန်ကျလို့ရှိရင်တော့ကျွန်တော်တို့က fader တစ်ခုလုံးပြန်ပြီးတော့ save ပြီးွားတော့မှာအစ်စ်ပြန်လောက်အောင်ပေါ့နော်ဆိုတော့ဒီလို fader တွေကိုခဏခဏ save လိုက်တုံးလိုက်ကြတော့ကျွန်တော်မလုပ်စေချင်ဘူးဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီ fader ပေါ်မှာကျွန်တော်က multi code တက်ပါတဲ့ fader မျိုးဆိုလို့ရှိရင်ဒီ code တွေနဲ့က fader ကို save လိုက်တယ်ဆိုလို့ရှိရင်အမှန်တကယ်အဝင်နဲ့တော့ဝင်တော့မှာ ကုတ်တင်တွေကကွာနိုင်တယ်အဲ့တော့မှကျွန်တော်တို့ရေတွေဆက်ပြိုင်နေစေးမယ်ဆိုရင်တော့ဒီကုတ်တင်ကလုံးဝပျောက်သွားမယ်အဲကုတ်တင်ပါတဲ့ fader တစ်ချက်ကတန်ဖိုးရှိပေမဲ့ကုတ်တင်မရှိတော့ဘူးဆိုရင် fader ကတန်ဖိုးမရှိတော့ဘူးအဲ့တော့ကြောင့်မို့ကျွန်တော်တို့က fader ကိုသုံးမယ်ရွေးမယ်ဆိုလို့ရှိရင်တေချာစနစ်တကျရွေးချယ်ဖို့လိုတယ်ဒီပုံလေးတွေကတော့ Fuji X100S ကိုကျွန်တော်ရဲ့ DIY light diffusion filter mist filter လေးတက်ပြီးတော့ရိုက်ထားတဲ့ပုံပဲဖြစ်ပါတယ်ဒီပုံတွေအကုန်လုံးက SOOC ပါကင်မရာတွေကရိုက်ထွက်လာတဲ့အတိုင်းပဲဖြစ်ပါတယ်ဒါတွေက JPEG ပုံတွေပဲဖြစ်ပါတယ် RAW မဟုတ်ပါဘူး Fuji X100 ရဲ့ low light performance လေးကလည်းဒီ black and white ပုံမှာဆိုလို့ရှိရင်တော်တော်လေးတိတာတယ်ပေါ့နော် ISO 800ကိုကောင်းကောင်းနိုင်နေတာတွေ့နိုင်တယ်1600-3200လောက်ထိလည်းလက်ခံလို့ရတယ်ဆိုတဲ့အနေအထားမျိုးလေးကိုတွေ့ရပါတော့ APS-C sensor size ဆိုပေမဲ့ low light performance လေးတော်တော်ကောင်းတာလေးကိုတွေ့ရတယ်ဒါကြောင့်မို့လဲ Fuji ဆိုပြီးနာမည်ကြီးရပဲနေမှာပါဒါကတော့ကျွန်တော်တို့အသုံးများဆုံး diffin filter လေးဖြစ်ပါတယ်ဒီ diffin filter လေးကိုကျွန်တော်တို့ဝယ်မယ်ဆိုလို့ရှိရင်ဒေါ်လာ100ကျော်ကျမှာပါဒါကတော့ YouTuber Peter Megan လုံးထုတ်ထားတဲ့ ဂိုမစ်ဖေတာဖြစ်ပါတယ်သူ့ရဲ့ဈေးကလည်းတီဖင်ထက်တော်မှဈေးကြီးသေးတယ်ဒါပေမဲ့သူ့ရဲ့ပက်ကေ့ချင်းကတော့ပိုပြီးတော့မိုက်တယ်ပေါ့နော်ပီတာမက်ဂနိုထုတ်ထားတယ်ဖေတာတွေအားပေးခြင်းလည်းဆိုလို့ရှိရင်လည်းအားပေးလို့ရပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်အခုပြောပြရတဲ့နီးကိုသုံးပြီးွားလို့ကိုပါကို DIY ဖေတာလေးလုပ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်က9သိန်းသက်သာွားမှာပဲဖြစ်ပါတယ်ဒီလို DIY လုပ်တဲ့အချိန်မှာအခက်အခဲတွေ့တာပဲဖြစ်ဖြစ်အဆင်မပြေတာရှိရဆိုလို့ရှိရင်ကျွန်တော် comment မှာမေးခဲ့လို့ရတယ်နောက်ထပ် video တွေမှာတွေ့မယ်နော်